ပရိသတ်ကြီးမင်္ဂလာပါဗျာဗရာလောကဇလံကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ channel လေးကတော့ဆရာခတ်စော်ရေးသားထားတဲ့ဆလတ်ကျိုးခင်သုံးဆိုတဲ့ဗရာလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးဟာတကယ်ကိုမှဗရာလောကအကြောင်းဆန္ဒကျိုးကဝေးရဲ့အကြောင်းကိုအချစ်အမုံအလွန်ရတမျိုးစုံကိုဗဗောင်းစုံကနေပြီးတော့ဇလန်းစက်အိမ်ကောင်းကောင်းနဲ့ရေးသားတင်ဆက်ထားတဲ့ဇာတ်လမ်းလေးဖြစ်တော်မူ ဇလန်လေးကိုအစုံလိုက်လိုက်ပါနားဆင်ကြဖို့မြေတားရက်ခံကြပါတယ်။ပြည်သက်ကြီးကအစင်းနဲ့ဖြစ်ရင်တော့ကျွန်တော်နဲ့တူတူဇလန်လေးကိုစားတင်နားဆင်လိုက်ကြရအောင်ခင်ဗျာ။တေးချင်းရဲ့အစိတ်မစားနဲ့ဒေါ်ဖွားဤစီကိုသွားဒီနေ့တဝိုက်မှာတော့ထိုစကားကအခုတလောခစ်စားလို့နေပါတယ်။ဘာပဲဖြစ်ဖြစ်ဒေါ်ဖွားဤရဲ့တမိမြဖြစ်တဲ့ခင်မုံနဲ့ခင်တုံတို့ရဲ့အလားပါဆွဲဆောင်မှုအားကိုတော့ထိုစကားလုံးများဖြစ်မှတားဆီးနိုင်သည်ကသိချပါပါတယ်။ဒေါ်ဖွားဤ ဆုံးအောင်လန်းမော်ပညာရှင်များဘောဒီဟွေနာမည်ကြီးတဲ့ဒီနေ့တကြောမှာတော့ဒေါ်ဖွားဤဆိုတဲ့နာမည်ကိုကြားလင်တော်ယုံလော်ကီပညာတတ်ပါတယ်ဆိုတဲ့ပညာရှင်များကပင်ဖြုံသွားတတ်ကြသည်တဲ့ကျွာသူအစဉ်ချီစာဆုံးမှစပြီးတော့ဆုံမျိုး၆မျိုးကဝေးမြောက်ဆုံးအိန္ဒလင်ဆုံးဟဲဘူးဆုံးဆုံးပြီလူမောင်နာကောင်းဆုံးနောက်တော့ဆုံးအစဉ်လောက်တော့ဒေါ်ဖွားဤကိုသွားမရှင်နဲ့ဒေါ်ဖွားဤကတိန်ညွန့်စားတဲ့ဆန်နှကျိုးအစဉ်ဟူယွာနီချုပ်ဆက်မှာနာမည်ကြီးပါတယ် ထို့ပြင်ဒေါ်ဖာကြီးကငွေကလေးကရှာတွင်အနီးစပ်များပါသည်တဲ့ရှာစပ်အားဆက်လို့ခေါ်တဲ့ဒေါ်ဖာကြီးအားလူအများစသတိထားမိလာတာကတော့တရင်ကအုံမြင့်နဲ့ပတ်သက်၍ပြဿနာတွင်ဖြစ်ပါတယ်တရင်ကအုံမြင့်ကဒေါ်ပန်းဤယောက်ျားဦးကြမသေးခင်တွေကဒေါ်ပန်းဤတို့လယ်များတွင်တရင်ကလှုပ်လာခဲ့သူဖြစ်တယ်ဦးကြကွယ်လွန်ပြီးတဲ့နောက်မှာတော့အုံမြင့်အချို့တွေပြောင်းလာတယ်မုံစိုးမကြီးဒေါ်ဖာကြီးနဲ့တမင်းရဲ့ကိုတရင်ကအုံမြင့်ကအပိုင်တွက်တယ် ရွာဘုံကြီးမြမဖွင့်တဲ့ကက်ဆက်ဇလန်းတွေများကဲ့သို့ကြာကူလေးနဲ့လက်ရှင်သမီးဆက်မျိုးခင်မို့စိတ်ကူးရင်လာတယ်။အုံမြင့်ချိန်နေတီကတော့သူနဲ့ရွယ်တူအကြီးမခင်မို့အငယ်မခင်တုံးကတော့အခုမှဇရဝိုင်းသိန်းကသာစတောက်ဆချရတဲ့အရွယ်ဆိုတော့သူ့စိတ်ထဲတွင်မရှိ။အုံမြင့်ဇလန်းစဘုံကလည်းနည်းနည်းတော့ကျန်းနေ။တနေ့တော့ဖွားကြီးမရှိတဲ့အချိန်ခင်မို့တယောက်နွားတင်းကုတ်ထဲမှာနွားစာဆင်းနေတယ်။နွားတင်းကုတ်ထဲကိုအုံမြင့်ဝင်လာပြီးတော့ခင်မို့နှစ်ဘေးမှာလာထိုင်နေ။ ခင်မုတ်ကိုရွာဖရားပွဲတော့ကမင်းသားအကြောင်းတွေရုပ်ရှင်မင်းသားပြင်းငိမ့်သေးတဲ့အကြောင်းတွေလာပြောတယ်။ခင်မုံကလည်းငငယ်ကလေးကကစားပေါ်များဖြစ်သည့်အပြင်မိမိတို့အိမ်မှာအလုံးသမားဖြစ်သည့်အတွက်ရိုးရိုးသားသားရီရီမောမောဖြင့်စကားပြန်ပြောတယ်။ထိုအချိန်တွေကပင်အုံမြင့်ကိုဘဝင်လေဟတ်စေပါတယ်။ခင်မောင်ကသူ့ကိုစကားလက်ခံပြောသည်ကိုပင်သူ့ကိုကြိုက်သည်ဟုထင်လာတယ်။ရွာထဲမှာရှောက်ကြွားတဲ့အခါမှာတော့ငကိုကလေးကကြက်မပြည့်တဲ့အုံမြင့်ကိုရွာသားများကအစင်းဘိန်းတက်ပြီးတော့မြောက်ပေးကြတယ် ။အောင်မြင်စေတဲ့မှာလည်းလက်ရှင်သမီးခင်မဟာသူနဲ့သာလက်ဆက်ရမည်သူဟုအထင်ရောက်လာတယ်။ကစုံညောင်ရီသုံးပွဲမှာအပြန်လမ်းမှာတော့အောင်မြင်ကခင်မကိုလက်ဆွဲပြီးတော့ရည်စားစကားပြောတယ်။ခင်မကအတင်းယုံတော့တစင်းတက်ပြီးအတင်းဖတ်တယ်။ဒေါ်ဖွားကြီးရောက်လာမှသာအောင်မြင်ရန်ကခင်မလွတ်သွားရှာတယ်။အုံမြင့်လေဒေါ်ဖွားကြီးတို့မိသားစုရဲ့တရင်ကဘွားကနေပင်စင်ရသွားပါတယ်။အုံမြင့်ရဲ့ဇလန်းကထိုနေရာတွင်မရ။ဒေါ်ဖွားကြီးကသူ့သမီးသူ့အိမ်ပြန်ခေါ်တော်သည်ကို တော်လေးသိန်းနဲ့ဟင်္ဒရာထွန်းရင်တို့ရဲ့ကက်ဆက်ဇလန်တို့များအတိုင်းဒုနဲ့ခင်မောအစဉ်ပြေတော်ကိုလဲပါရှင်တရဟိမကြီးကလူဒန်းသာခွဲပြီးဖြတ်သည်ဟုဇလန်ထွင်ပြနေညနေတိုင်းတော်ရဲ့တလုံးတောက်ပြီးတော့ခင်မောတို့အေရှင်မသွားသွားအော်ရင်ဂုံကိုမတ်ငွေကိုမတ်တဲ့ဒနာရှင်မကြီးတို့တို့ချင်းချင်းကွင်းအောင်စီတဲ့စိုးမအိုကြီးတို့ရှောက်အော်ရင်လည်းရက်လည်းမဟုတ်နှစ်ရက်လည်းမကအစကတော့ဒေါ်ဘွားကြီးတို့တာမီတဲ့တိုင်မှာအုံမြအတန်ကြားတည်နေတဲ့အိမ်တိုင်လုံးကိုတကားဖိတ်ပြီးတော့နေပါတယ် အုံမြင်ကနှိမ့်တိုင်းလာဆဲဆိုအော်ဟင့်နေဒီမှာတပတ်ပင်ပြည့်ခဲ့ပြီဖြစ်တယ်။ရှေ့ရမြောင်နေကြတော့အုံမြင်ပူဆိုးလာတယ်။ခင်မွန်ကြလေမင်းအမေလူမလိုက်မကြီးကိုထားခဲ့ပြီးတော့ကိုအုံနောက်လိုက်ခဲ့တွေပါတယ်ရှောက်အော်တော့တယ်။နောက်ဆုံးမှာတော့ညီဒီညက်ဘက်တွေဆဲရီတိုင်းတော်ကအိမ်ကိုခဲနေထုတည်အထည်ဖြစ်လာတယ်။ထိုအချိန်မှာပင်ကလာသားကောင်းမောင်လည်းရောက်လာပြီးတော့အုံမြင်ကိုမလှုပ်ဖို့ပြောရမှာအုံမြင်နဲ့စကားအခြေတင်ဖြစ်ကြပါတယ်။ငါမိမအင်ရှိငါ့ဘာသာအသေးလာခွဲတာဘာဖြစ်လဲကွာဆိုပြီးတော့အုံမြင်အတန်ကအကျေဆုံးဖြစ်သွားတယ်။ ထိုအချိန်မှာတော်ဘွားကြီးတို့အင်ရှိပြတင်းပေါက်ရုတ်တရက်ပွင့်လာသဖြင့်မောင်လျော်အုံးမြင့်မှာမော့ကြည့်လိုက်ကြတယ်။ဇပင်ကိုဖွာလျက်ချက်လျက်မျက်ထောင်နေကြည့်ပြီးစိုက်ကြည့်နေတော့တော်ဘွားဤပုံစံကြောင့်နှစ်ယောက်လုံးမှင်သက်နေပြီဗျာ။တော်ဘွားကြီးကအုံးမြင့်တက်တက်ကိုလက်ညှိုးထိုးလိုက်ပြီးတော့အုံးမြင့်နင်ကငါနဲ့ငါသမီးတွေကိုမုံဆိုးမှတွေလင်သားမရှိဘူးဆိုပြီးတော့စော်ကားကျင်တယ်စော်ကားကောင်းနေတဲ့ပေါ်လေဟုတ်လား။အေးနင်ရဲ့ကွဲနေပါတယ်ဆိုတဲ့အသေးကိုငါအစိမ်းလိုက်စားပြမယ်ဟဲ့။ ထို့နောက်မှာတော့ပြတင်းတကားကဟုံးခနဲ့ပြန်ပိတ်သွားတယ်။မောင်လင်းကအုံမြင့်ကို အတင်းဆွဲခေါ်တဲ့ပြင်အုံမြင့်ပြန်ပါသွားတော့တယ်။ထို့နေ့ကဒေါ်ဖွားကြီးတို့အင်ရှိတော့အုံမြင့်ရောက်လာဒီမှာတော့နောက်ဆုံးနေ့ဖြစ်ခဲ့ပါပြီ။နောက်ရက်မြန်မာတော့အုံမြင့်နေထိုင်မကောင်းဖြစ်လာတယ်။အသားတွေဝါလာတယ်၊မျက်လုံးတွေဝါထိန်လာတယ်။နှစ်ပတ်ကြာမှအုံမြင့်ကိုမုံရဆွေးရင်လိုတင်လဲရတော့လေ။အုံးမြင့်မှာတော့တည်ဆုံသွားခဲ့ပါတယ်။ထူကြသည်ကရင်ခွဲစစ်စစ်ချက်အဖြစ်ရအုံးမြင့်မှာအသက်တချမ်းသာရှိတော်သည်တဲ့ ဒုတိယအကြိမ်ဒေါ်ဖွားကြီးကိုနာမည်ကြီးအောင်လုပ်ပေးသူကတော့မတ်ဆန်းခင်ဒေါ်ဖွားကြီးထံမှမတ်ဆန်းခင်ကသူ့ရွှေနကလေးအပေါင်ထားတယ်သူ့ရောက်ကြဖိုးကြီးကိုတမောသားဖြစ်အောင်ရန်ကုန်ကဦးလီတဝမ်းခွဲကလုပ်ပေးမိဟုဆိုကလှမ်းခေါ်တဲ့ဖြင့်ရွှေနကပေါင်ပြီးတော့ငွေထည့်ပေးလိုက်ခြင်းပဲတပတ်အကြာမှာတော့ဖိုးကြီးရွာသို့ပြန်ရောက်လာပါတယ်သူ့ဦးလီတဝမ်းခွဲဆိုသူကပါလာတဲ့ပတ်စံတွေကလိန်သွားတဲ့ဖြင့်ဖိုးကြီးတယောက်တမောမတက်ပဲနဲ့ရွာပြန်ပြီးတော့ထမ်းပင်တက်လိုက်ရတော့တယ်ပေါင်ထားတဲ့နကက်ကလည်းအတူများတက်နေပါတယ် ရွာတင်ရှင်မျိုးတခုလောက်ရမှာတော့ဒေါ်စန်းခင်ကဒေါ်ဖွားဤထံသွားပြီးတော့သူ့နှက်ကက်ကလေးကိုခဏငားပါရနဲ့ပွဲပြီးတဲ့အခါလာပြန်ပြီးမယ်လို့တောင်းပန်နေဒေါ်ဖွားဤကလည်းကိုဝင်ကြီးတကားကနဲ့နှက်ကလေးလာပြန်ငါတော့မဆန်းခင်ကိုတနာသဖြင့်ခဏပြန်ပေးလိုက်တယ်ရှင်မျိုးပွဲကတော့ပြီးသွားခဲ့ပြီတရက်တစ်ပတ်နှစ်ပတ်မဆန်းခင်ကတော့ဒေါ်ဖွားဤတို့အိမ်မက်ခြေဦးပင်လှဲ့မလာတော့ဒေါ်ဖွားဤကသမီးအကြီးမှခင်မုံကိုခေါ်ပြီးတော့မဆန်းခင်အိမ်ကိုလိုက်သွားတယ် ဒေါ်ဖိုင်းတို့တာမီအိမ်ရှိရောက်ဒီနေ့မစန်းငင်ကခုနှစ်တန်ချီပြည့်ရန်တွေ့တယ်။မဆန်ပေးပြီးပြန်ရွေးထားတော့ကိုကလိန်ကြပြီးတော့လာပြန်တောင်းနေပါတယ်ရက်ကတို့ရေဒီအဖွားကြီးအသက်ချီးပြီးတော့အချိန်မစီပဲလူလဲလာကြနေကြပါတယ်ရှင်။အတီစန်းငင်အဲ့လိုတော့မအော်ပါနဲ့တော့ဒေါ်လာပေါင်နှုန်းကကြောက်တော့လည်းရှိရပါပဲတော့ခင်မုံကဝင်းတောင်းမှန်နေ။ အမလီတော်အမေခေါင်းမကြီးနဲ့သမီးဖာတဲ့နဲ့အတိုင်အဖောက်ညီညီလာလိန်နေကြပါတယ်တော်ဒေါ်ဖွားကြီးကသမီးဖြစ်သူခင်မုံလက်ကိုဆွဲကလှည့်ထွက်သွားသဖြင့်မဆန်းခင်ပင်အော်နေရင်းကကြောင်တက်တက်ဖြစ်သွားတယ်အင်းချန်စီရောအဝါရှိတက်တက်ရောက်ဒီနေဒေါ်ဖွားကြီးကမဆန်းခင်ဘက်သို့လှည့်ကလက်ညှိုးထိုးလိုက်တယ်ထိုးနောက်မြေကြီးကိုဖန်နှောင်းဖြင့်ပေါက်လိုက်ပြီးတော့ဆန်းခင်ညီငါသမီးလေးကိုစော်ကားတယ်ကလိန်ကကြက်လေကြာသေးသူများသားသမီးလေးစော်ကားသေးတယ် အေးညီးပိုက်ထဲကကလေးရောညီးပါဘာဖြစ်မလဲဆိုတာစောင့်နေလိုက်မဆန်းခင်ကဆဲဆိုလျက်ပင်ကြံရစ်နေခဲ့ပါတယ်တိုက်ဆိုင်မှုဟုပဲဆိုရမည်လားမကြမီပင်မဆန်းခင် ဆုံးသွားခဲ့ဘိုင်ရဲတွင်ကလေးကတည်နေပြီးတော့အပုပ်ဆန်နေဒီကိုအချိန်မီမတိတဲ့ဖြင့်သွေးများဆင်းကတည်ဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်ထို့နောက်ပိုင်းမှာတော့ရာနေတဲ့တစုံတယောက်ဖျားနာနေမကောင်းဖြစ်သည့်နေ့ဒေါ်ဖွားဤထံဟင်းသာတစ်ခွက်အသီးနှံတစ်ခုခုကရောက်လာတတ်စမြဲရွာထဲတွင်လည်း တေးချင်းရင်အစိတ်မစားကြတဲ့ဒေါ်ဖားဤစီသွားဟုဆိုရေးစကားဖြစ်လာတဲ့အထိညီတို့ပင်ဆိုကြပါသည်ထိုဆိုရေးစကားဟာယောက်ျားသားမရှိဘဲရက်တည်နေကြတဲ့ဒေါ်ဖားဤနဲ့သမီးနှစ်ယောက်အတွက်တော့လုံခြုံစေသည့်စကားမဟုတ်ပါလားတေးချင်းရင်အစိတ်မစားနဲ့ဒေါ်ဖားဤစီကိုသွားဆိုကမှဒေါ်ဖားဤတို့အိမ်သို့ဆိုက်ဆိုက်မြဲမြဲသွားချင်နေသူတို့ကပေါ်လာပြန်ပါတယ်သူကတော့ခင်မောင်းကျော်မုံရွာကစဘာပွဲသားအတက်ကငငယ်လူကလဲလဲ ဂျပန်လိုဟွန်နာဆိုင်ကလေးတစ်စီးဖြင့်ကြီးရွာများကိုလှည့်လည်ပြီးတော့စဘာပွဲစားလုပ်နေတဲ့သူခင်မောင်ကျော်တယောက်ဒေါ်ဖွားကြီးအိမ်ကိုစဘာဆေးဆက်ရင်ရောက်လာရမှခင်မုံတို့ခက်တဲ့ရကန်းတယ်လီများကိုသဘောကျသည်ဟုဆိုလာတယ်။ထိုမှတဆင်မဲ့ခင်မောင်ကျော်ကခင်မုံရကန်းတွေကိုမုံရအထိယူသွားပြီးတော့ရောင်းချပေးတယ်။ဆယ်တန်းအောင်ပြီးစာပေးစာယူတက်နေတဲ့တက္ကသိုလ်ကျောင်းသားပွဲသားလေးခင်မောင်ကျော်ရဲ့ဟွန်နာဆိုင်ကလေးကိုတော့ဒေါ်ဖွားကြီးအိမ်ရှိမှအမြဲလိုလိုတွေ့လာရတတ်တယ်။ အသားကဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့မြို့သားတင်ညာတက်ပွဲစားလေးကိုတော်ဖွားကြီးကလည်းသူသမီးခင်မုံနဲ့တဘောတူနေတယ်။တခါတရံခင်မုံကျော်ဆန်ရှင်နောက်တွင်ခင်မုံပါသွားသူကိုတွေ့လိုက်ရတယ်။တနေ့တော်ဖွားကြီးကခင်မုံကျော်ကိုခင်မုံနဲ့လူငယ်ချင်းရင်ငယ်နေလင်းသူသမီးကိုမိသားဖွာသားပြီးလာတောင်းရမို့ပြောတယ်။ခင်မုံကျော်ကကြီးကြီးမောင်းမောင်းနဲ့ပြန်ပြောရှာတယ်။အဲ့ဒီရဲ့ကျွန်တော်ကခင်မုံကိုဘွားရပြီးမှလက်ထပ်မယ်လို့ကြီးစုတာပါ။မဟုတ်ဘူးမောင်ကျော်ခင်မုံမှမင်းနဲ့မင်းနဲ့ခင်မုံကျော်မျက်မှောင်ကျုပ်သွားတယ်။ အတ္တိယလာမနောက်ပါနဲ့ကျွန်တော်အုံနောက်မရှိတဲ့ကောင်မဟုတ်ဘူးဗျတပတ်မှတရက်လောက်ဒီရွာကိုလာတဲ့ကျွန်တော်ကဘယ်နဲ့ခင်မုံကိစ္စရဲ့လက်တွေထိရမှာလဲဗျအတ္တိအုံနောက်မရှိတဲ့ကောင်တွေကိုပဲအမိဖမ်းလို့ရမယ်ဗျကျွန်တော်ကတော့လာမလို့နဲ့ဗျခင်မောင်ကျော်ကစာတက်တယ်ဗျအုံနောက်ရှိတယ်ခင်မောင်ကျော်ကပြောပြောဆဆနဲ့ဆိုင်ငယ်ပေါ်တက်ခွာပြီးတော့ဟောခနဲ့မောင်းထွက်သွားတယ်ဒီတစ်ချိန်မှာတော့ဒေါ်ဖွားဤခံလိုက်ရတယ်ခင်မောင်ကျော်အပေါ်အရင်လိုကျိန်းသားတွေမတိုက်နိုင်တော့တမိစောဖြင့်ရှာကြီးတငင်းနဲ့ငိုကြွေးတော်တယ် မကြခင်မှာပဲရွာထိတ်ချောင်းယိုးလေးမှာတော့ခင်မုံရဲ့အလောင်းပေါ်လာပါတယ်။ခင်မုံကျော်နဲ့ရရှိတဲ့ဂုံဝင်အတွက်ခင်မုံကိုကိုကိုတတ်သိသွားခဲ့ပြီ။ခင်မုံကျော်ကမုံရတွင်မရကြီးနဲ့ကလေးမျိုးရှိပါလျက်ခင်မုံအားကြောရယုံချန်ခဲ့ခြင်းနဲ့တရင်တွေကရွာသို့ပြန်နှံ့လာခဲ့ပါတယ်။ခင်မုံဆုံးပြီးတနစ်ကျော်ကြာသည့်အထိဒေါ်ပန်းဤနဲ့အငငယ်မခင်တုံတို့အိမ်ထဲကတိတ်မထွက်တော့ရွာနဲ့လည်းအဆက်အဆံတိတ်မရှိကြ။ ရွာကံများကတော့ခင်မောင်ကျော်ဘာများဖြစ်မလဲဆိုတော့တရင်ကိုနားဆွင့်နေကြတော့လေခင်မောင်ကျော်ကဘာမှမဖြစ်ရွာနေကျော်တဲ့မြမပွဲစားအလုပ်ကိုလာလို့ပြင်းဒေါ်ဖာကြီးနဲ့အငငယ်မခင်တော်တို့မုံရွာမျိုးတို့တက်သွားသည်ဆိုတဲ့တရင်ကြားတဲ့အခါမှာတော့တရွာလုံးကစိတ်ဝင်စားရတယ်မုံရွာမှာနှစ်ရက်ကြာပြီးတဲ့နောက်မှာတော့တာမီးနဲ့ရောက်ပြန်ရောက်လာတယ်ခင်မောင်ကျော်ကတော့ရွာနေကျော်ဆက်တွေမှာသွားလာနေမြဲဒီတော့ဟိုးအရင်အုံမြင့်နဲ့မဆန်းခင်တို့ကိစ္စသည်တိုက်ဆိုင်မှုလေလားဟုရွာသားများကတန်ရရဖြစ်လာကြတယ် တို့တော်ထိုတန်ရသည်ကကြာရှည်မခံပါတခုသောညနေခင်းမှာတော့ဒေါ်ဖွားကြီးတို့အင်းရှိတို့ခင်မောင်ကျော်ရောက်လာ၏ရိုးရိုးလာခြင်းမဟုတ်ငှက်ကြီးတောင်တာကိုကန်လျက်ရောက်လာခြင်းမင်းဆုံးပါကြီးခမရသိတ်ဆွဲ့နေပါဟုတ်လားလာဗျာမိစ္ဆာမကြီးခမရဖွက်လာခဲ့ဗျခမရနဲ့ကြုံစရင်ရှင်းရရအောင်ဗျရုတ်တရက်ခင်မောင်ကျော်ရဲ့အော်တန်ကြောင့်ဒေါ်ဖွားကြီးတို့အင်းပင်ထဲမှာပွင့်လာတယ်ဒေါ်ဖွားကြီးကိုမြင်သည်နှင့်ခင်မောင်ကျော်မှာဒေါသတကြီးအော်ဟစ်တော်ရင်ဘလူမကြီး ခမရစင်းငယ်လေးဗျာခမရပြူသားလို့အခုကြောက်ကလေးတွေသိပြီဗျာလာကလေးနှစ်ယောက်သိလို့ခမရတော့သိရမယ်လာဗျာခမရတတိရှိရင်တကားလာဖွင့်လေးအောက်လမ်းမှာကြီးရဲ့မှန်ပါတယ်ဒေါ်ဘွားအိနဲ့ခင်တော်မောင်ရသောတက်သွားခြင်းမှာခင်မောင်ကျော်တို့အိမ်ကိုသွားခြင်းနေခင်မောင်ကျော်ကတော့ထုံးစံတိုင်းရွာစဉ်လက်ပွဲစားလုပ်နေသဖြင့်အိမ်တွင်မရှိပေဒေါ်ဘွားကြီးတို့ကခင်မောင်ကျော်မိတ်ဆွေများဟုပြောကြတယ်ခင်မောင်ကျော်မရှိဟုခင်မောင်ကျော်ဇနီးကပြောတဲ့အခါမှာတော့ဒေါ်ဘွားကြီးတို့တားမိပြန်လာခဲ့ကြတယ် တော်ဟွားကြီးတို့တာမီပြန်သွားပြီးနှစ်ရက်ကြာမှာခင်မောင်ကျော့တမီအငယ်လေးခေါင်းမူးရဲခေါင်းမူးတွေကိုပြောကရုတ်တရက်ဆုံးမသွားရင်အငယ်မလေးရင့်တယ်ပြီးနောက်နေမှာပင်အကြီးဆုံးတမီကလည်းခေါင်းမူးတွေကိုပြောကစေကန်လိုက်ဖို့ရလမ်းမှာပင် ဆုံးသွားပြန်တယ်ကလေးငယ်နှစ်ယောက်လုံးရဲ့ရင်ခွေးစစ်စစ်ကြများအရာကလေးငယ်များရဲ့အုံနောက်နေဆဲများပျက်စီးရဲ့ယောဂတမျိုးနဲ့တည်ဆုံးသွားခြင်းဖြစ်ကြောင်းအပြည့်ထွက်လာတယ်ထိုအချိန်တွင်မှခင်မောင်ကျော့တစုံတရာကိုတရိယာသွားတယ်တခါကသူဖြက်စီးခဲ့တော့ခင်မောင်ရဲ့အမေတော်ဖွားဤကိုပြောခဲ့မိတော်စကား အဲ့ဒီအုံတော့မရှိတဲ့ကောင်တွေကိုဗျာ MI ဖမ်းလို့ရမယ်ဗျာကျွန်တော်ကတော့လာမလုံးနဲ့ခင်မောင်ကျော်ကစတတ်တယ်ဗျအုံတော့ရှိတယ်နောက်ခုသမီးလေးနဲ့ရတော့အုံတော့နေပြစီပြီးတော့တည်ရပြီပြီးတော့ဒေါ်ဖိုင်းဆိုတာကတင်ညွန့်စားနေတော့ဆုံးမကြီးလို့ကောလာဟာလာတွေလွန်ခဲ့သောရက်ပိုင်းကအဖွားကြီးတယောက်နဲ့ကောင်မလေးတယောက်သူမရှိတော့သူ့အိမ်ကိုလာသွားသည်ဆိုတဲ့ကိစ္စအားလုံးကိုဆက်ဆက်လိုက်တဲ့အခါမှာတော့ဒေါ်ဖိုင်းကသူ့ကလေးများအသေးဆုံးရသည့်တရက်ခန်းဟုခင်မောင်ကျော်ကောက်ချက်ချလိုက်တော့တယ် တော့ဟွာကြီးကအိမ်ထဲမှာတည်တည်ငြိမ်ငြိမ်မထွက်လာပါတယ်။ရွာသူရွာသားများကလည်းခင်မောင်ကျော်လက်ထက်မှာငှက်ကြီးတောင်တားရှိနေတဲ့ဖြင့်အယံမဝင်ရဲ။ရွာလူကြီးအဝင်းပေါ်နေကလာသားကောင်းမောင်လင်တို့ကိုတွားရောက်ခေါ်သူကခေါ်ကြ။တော့ဖွားကြီးကခြံတကားကိုအဖွင့်ခင်မောင်ကျော်ကပြူးကြောက်သောမျက်လုံးများဖြင့်စေးရီကပြေးဝင်လာတယ်။ထို့နောက်ငှက်ကြီးတောင်တားဖြင့်တချက်တည်းပိုင်းချလိုက်လေတော့တယ်။ခင်မောင်ကျော်ရဲ့ငှက်ကြီးတောင်ကတော့ဖွားကြီးကောင်းကိုခုံမိတယ်။သွေးရဲခနေနောက်တစ်ချက်တော့ပိုင်းလေပင်ကိုဓားချက်တွေကျလာတယ်။ ။ရာသူရသားတွေအော်တန်ကကဘာပြက်တယ်လို့စူညံလို့သွားပါတယ်။တွေးအိုင်ထဲမှာလဲနေသောဒေါ်ဖွားရဲ့လောင်းကိုခင်မောင်ကျော်ကြောင်ကြည့်နေတယ်။ကလာသားအစုကခင်မောင်ကျော်အားလေးကွာများဖြင့်ဂဲများဖြင့်ဝိုင်းထုပြီးတော့ဖမ်းဆီးလိုက်ကြတယ်။ခင်မောင်ကျော်အားမြို့ရဲစခန်းသို့ပို့ရန်ကြိုးများတုံနေစမှာပင်ဒေါ်ဖွားကြီးတို့ခြံကားမှာတစုံတစ်ယောက်ပေါ်လာပါတယ်။ခင်သုံးအငယ်မခင်သုံးသူ့အမေကခင်မောင်ကျော်ခုတ်ခဲ့တဲ့ငှက်ကြီးတောင်ဒါကောက်ကန်လိုက်တယ်။ အရင်လိုဇရာဝိုင်းစစစရုံးနဲ့မိကောင်ပေါ့စခင်းတော့မဟုတ်တော့နေရင်တင်းငိမ်မောင်ကြီးဝတ်တရားနေအောင်ကြီးအောက်မှာတော့ဇပင်ကို ဖားလာချထားတယ်။ထမင်းကိုခတ်တတော်ဝိလျာသွေးတဆက်ဆက်တို့ကြားနေတဲ့ငှက်ကြီးတောင်သားကိုကန်ကခင်မောင်ကျော်အားစိမ့်စိမ့်ကြီးရက်ကြည့်နေတဲ့ခင်တော့ခင်တော့ရဲ့အစိမ်းအောင်ပဲလွတ်နေတော့ပါမို့ဖြစ်ဖြစ်တော့ဒီစည်းစာနေအောက်မှာတော့လှပနှုတ်မနေသလားခင်မုံရဲ့မျက်လုံးအင်ကတော့မီဝဝင်တောက်လျက်ခွေးမျိုးနင်းကလေးတွေကိုငါလောက်တာဟဲ့ အေးနင်ကလေးတွေကိုအမေလောက်တာမဟုတ်ဘူးငါလောက်တာခွင်းမျိုးရဲ့အေးမမခင်မုံလို့နင့်မိသားစုအားလုံးသိရမယ်ဟဲ့ပြီးရင်တော့အမေသေးသလိုနင်သိရမယ်ခွင်းမျိုးရဲ့နင်ခွင်းလို့သိရမယ်ဟဲ့ဒွေညီနန်းတို့တင်းတင်းထနေတဲ့ရွာလေးရဲ့ညနေမှာတော့ထိတ်လန့်ဖွေရခင်သုံးရအတန်ကိုခင်မောင်ကျော်သားမကကြားရသူတိုင်းကကြက်တင်တစ်ဖြင်းဖြင်းထားကုန်ကြတယ်ခင်သုံးကဒေါ်ဖွားရဲ့အလောင်းရှိရသူလမ်းလာပြီးတော့ငှက်ကြီးတောင်တားဖြင့်စီဝိုင်းဝိုင်းလိုက်တယ် ထို့နောက်ဒေါ်ဖွားရဲ့လက်ဘေးမှာထွက်ကြနေသောသွေးများကိုငှက်ကြီးတောင်ဓာတ်ထင်များဖြင့်တိုးလိုက်ပြီးတော့ရှာဖြင့်ရက်ကမျိုးချလိုက်တယ်။ခင်တော့ရဲ့မျက်ဝန်းမှာတော့မျက်ရည်များကတစားစားစည်းကြနေသလိုခင်တော့ရဲ့နီးရဲဆိုးမြင့်နေတဲ့နှာခမ်းဖူးဖူးမှာလည်းဒေါ်ဖွားရဲ့တွေးသက်တချို့ကစည်းကြနေပါတယ်။ကိုကြီးမောင်လေးကိုကြီးမောင်လေးအမေအလောင်းကိုရွာအပြင်မှာပဲထားလိုက်ပါအမေကိုမီးတကြိုပေးပါကျမမလာဘူးရက်မလဲဘူးရှင် ခင်တုံကသူ့အားကြောင်ကြည့်နေတဲ့ကလာသားကောင်းမောင်လျာကြီးကအမိတ်ဆက်ဆက်ပြောဆိုမှုကြောင့်မောင်လင်မှာတုန်တက်သွားတယ်။ခင်တုံကအားလုံးကိုကြောခိုင်းပြီးတော့ခြံအတွင်းသို့ပြန်ဝင်သွားပါတယ်။တေးချင်းရဲ့အစိတ်မစားနဲ့ဆိုတော့ဒေါ်ဖာဤကတော့သွေးအိုင်ထဲတွင်တည်ဆုံသွားခဲ့ပါပြီ။ခင်မောင်ကျော်ကတော့ခေါင်းလိုက်ဆိုင်ကြတယ်ရဲ့။ထုံညကရွာကလေးဟာထူးထူးခြားခြားခြောက်ခြားပွဲကောင်းလို့တိတ်ဆိတ်လို့နေပါတော့တယ်။ဆရာခက်စော်ရေးသားထားတဲ့စနေကျိုးခင်တုံဆိုတဲ့ဗရာလောကဇလံအပိုင်း1ကတော့ဒီမှာနေပြီးဆုံးပါပဲခင်ဗျာ။ အပိုင်းနှစ်ကိုလည်းစောင့်မျှော်နားဆင်ပေးကြဖို့မေတ္တာရက်ခံကြပါရစေ။ဆရာခက်စောနေတကွာနားဆင်ပေးခဲ့ကြတဲ့တအုပ်တယောက်ချင်းဒီကိုအထူးပင်ကျေးဇူးတင်ရှိပါရစေ။တရားပြေရှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။